ဒီလိုအချက်တွေကြောင့်ပွဲပြက်သွားပြီဖြစ်တဲ့ဗရိုနီကာ 1.37မှာတော့ Innocent Mason နဲ့ Bronica တို့ရဲ့ပွဲကပွဲပြတ်သွားပြီလို့သိရပါတယ်ရှင်။အစပထမမှာတော့ Bronica ပြောတာက1 Friday fight ပွဲတဲ့ရွှေဆိုင်တယ်လို့သိရပေမယ့်ပြိုင်ဘက် Fighter Innocent Mason ကကိုယ်ကိုတာအချက်လက်ကြောင့်နှုတ်ထွက်သွားတယ်ဆိုတာကြောင့်ဒီတွဲဆိုင်ကတော့လုံးဝကိုပြတ်သွားပြီဆိုတာသိကြခဲ့ပါတယ်။ One Championship ဘက်ကလည်းတရားဝင်ကြီးညာထားပြပါပြီနော်။ကေပေါင်စင်ပြန်မ Innocent Mason နဲ့ထိုးတရမဲ့ပွဲကတကယ့်ကိုရှယ်ကျန်ရှယ်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်တာကြောင့်လည်းအားလုံးကမျှော်လင့်ပြီးတော့စောင့်စားကြကြရတာကတော့အမှန်ပါပဲ။ ရှင်။ဗရိုနီကာအနေနဲ့လည်းဒီပွဲအတွက်တေချာလေးကိုပြင်ဆင်ထားတာကိုတွေ့ရပါတယ်။ဒါပေမဲ့ပြိုင်ဘက်ဖိုင်တာအန်ဒီဆတ်မက်ဆန်ကကိုကြီးကိုတာတစ်ခုကြောင့်ပွဲကနှုတ်ထွက်ခဲ့ရတာကြောင့်ဒီဗရိုနီကာနဲ့အန်ဒီဆတ်မက်ဆန်တို့ရဲ့တွဲဆိုင်ကတော့အလုံးဝပြတ်သွားပြီဖြစ်ပါတယ်နော်။တတိထားမြင်တော့တော့ဖိုင်တာတွေနှုတ်ထွက်တယ်ဆိုရင်မြန်မာဖိုင်တာတွေနှုတ်ထွက်တာမရှိပါဘူးနော်။အခုတော့ one championship အနေနဲ့ bronica ကိုနောက်ထပ်ဘယ် fighter နဲ့ပွဲတက်ပြီးသွားအောင်မလဲဘယ်တွဲဆိုင်ဘယ်အချိန်မှာပွဲတက်ပြီးသွားမလဲဆိုတာကတော့စောင့်ကြည့်အောင်မှာဖြစ်ပါတယ် အခုတွဲဆိုင်ကိုပို့ပြီးတော့ဆရာထက်တန်စွာစောင့်မျှော်နေကြတဲ့သူတွေကတော့စိတ်မကောင်းစရာပါပဲရှင်။ဗရိုနီကာဘသူနဲ့ပဲချွတ်ချုံအပီဂျီရှုမဲ့ဆိုတဲ့ပြည်သက်တွေရှိတဲ့ဆိုရင်လည်းကျမတို့ရဲ့ဗီဒီယိုလေးအောက်မှာမှန်လေးပြောပြပေးခဲ့ပါဦး။ပြည်သက်ကြီးတို့အမြင်မှာဆိုရင်ရောအနီဆာမက်ဆန်ဒီတွဲဆိုင်ကနေနှုတ်ထွက်သွားတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုများထင်မြင်ယူဆကြပါလဲ။ကွန်မန့်မှာပြောသွားပေးခဲ့ပါဦး။ကြည့်ရှုအပီကကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ကျမတို့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးပါအောင်ရှင်။